နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖတ်ပြပေးမယ့်သတင်းအကြောင်းအရာလေးကတော့ AWD website မှာ TNN အတင်းအကျပ်စစ်သားစုဆောင်းနေတယ်ဆိုတော့သတင်းအကြောင်းအရာလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။တအံမျိုးသားလွတ်မြောက်ရေးတမတော် TNN သည်မန္တလေးတိုင်းမြောက်ပိုင်းဗရံများမြို့မိုးကုတ်တွင်တအိမ်တရာစစ်သားစုဆောင်းရန်စူးစမ်းပြီးနောက်ဆန္ဒပြပွဲများနေရင်ဆိုင်နေရသည်။ ထိုလက်နက်ကင်အဖွဲ့သည်မြို့ကိုကာကွယ်ရန်အိမ်နောက်စုတစ်ခုစီမှအသက်18နှစ်မှ45နှစ်အတွင်းအမျိုးသားများကိုစစ်သားစုဆောင်ရန်စီစဉ်နေသည်ဟုဒေသခံများအရာဝတီတို့ပြောသည်အိမ်နောက်စုတစုကိုတရစစ်မှုထမ်းဖို့ပို့ပေးရမယ်လို့ရက်ွက်အုပ်ချုပ်ရေးမှူးတွေကိုပလောင်တက်ကအစီအဝေးမှပြောတယ်အဲ့ဒီအစီအစဉ်ကိုဒေသခံတွေကစန့်ကျင်တယ်ဟုအမျိုးသမီးဒေသခံတဦးကအရာဝတီသတင်းဌာနတို့ပြောသည်စကြင်ကန့်ကွက်ခံရတော့လက်မတွေ့တဲ့သူကိုဖမ်းနေတယ် TNN နေကလည်းပြည်သူတွေကိုစစ်ကောင်စီအတိုင်းပဲဆက်ဆံတယ်ဟု သူကပြောသည် TNN နေခန့်ရက်ကွက်အုပ်ချုပ်ရေးမှူးများသည်လည်းစန့်ကျင်ကန့်ကွက်သည့်အနေဖြင့်ယာရူးမှနှုတ်ထွက်ကြပြီးထိုအဖွဲ့သည် အမျိုးသမီးများကိုလည်းအတင်းအကျပ်စစ်သားစုဆောင်နေသည်ဟုစွပ်စွဲခံရသည်စန္နာပြပြည်သူများကိုပြစ်ခတ်မည်ဟုလည်း TNN နေကရှိန်လျှောက်သည်ဟုပြောကြသည်အရာဝတီအနေဖြင့်ထိုတည်င်းများကိုတိကျအတည်ပြုနိုင်ခြင်းမရှိပေ။ TNNA ပြန်ကြားရေးတာဝန်ရှိသူလွေးရည်ဦးကအဖွဲ့ဤပြတန်းချက်များအတိုင်းမိုးကုတ်မျိုး၌လည်းကျင့်သုံးသွားမည်ဖြစ်ပြီးမဖြစ်မနေစစ်မှုထမ်းကြရမည်ဟုအေယာဝတီကိုပြောဆိုသည် တကယ်လို့ကျမတို့ထုတ်ပြန်ထားတဲ့အတိုင်းကြိုက်နေတယ်ကျမတို့ထုတ်ပြန်ထားတဲ့အတိုင်းရှိနေတယ်ဆိုရင်တော့ကျမတို့ဒါမဖြစ်မနေသွားရမှာဖြစ်ပါတယ်အားလုံးကကျမတို့ရှာမှတ်ထားတဲ့မူပေါ်လစီအတိုင်းပဲဖြစ်ပါတယ်ဟု သူကဆိုသည် TNN တက်သားစုဆောင်ခြင်းဆာယာမူဝါဒတွင် အသက်၁၈နှစ်နှင့်၃၅နှစ်ကြားယောက်ျားလေး၂ဦးနှင့်အထက်ရှိသောမိသားစုဝင်များအသက်၁၈နှစ်နှင့်၂၅နှစ်ကြားမိန်းကလေး၂ဦးနှင့်အထက်ရှိသောမိသားစုတိုင်းစစ်မှုထမ်းရမည်ဟုပြဋ္ဌာန်းထားသည်တကယ်လို့ရှမှတ်ထားတဲ့မူပေါ်လစီအတိုင်းမဟုတ်ဘဲနဲ့လူထုတွေကမတရားကောက်ခံနေရတယ်စစ်မှုထမ်းနေရတယ်ဆိုရင်တော့တပ်ဆိုင်ရာတိုင်ကြားနိုင်ပါတယ်ဟုလွေးရည်ဦးကပြောသည် ဒေတာခန့်တွေက သူတို့ကိုအခွန်ပေးပြီးကိုမျိုးကိုကိုကာကွယ်ရမယ်လို့သူတို့ပြောတယ်။ဒါလက်မခံနိုင်ဘူးဟုဒေတာခန့်အမျိုးသားတအူးကအေယာဝတီတို့ပြောသည်။ထို့သောအတင်းအကျပ်စစ်သားစုဆောင်ခြင်းကိုကန့်ကွက်ရန်တီအန်အန်နေတို့တရဝင်းကန့်ကွက်စာပေးပို့ရန်စီစဉ်နေကြောင်းရက်ကွက်အတိုင်အဝန်ကိုစလဲများကဆိုသည်။ TNN နဲ့မဟာမိတ်များသည်ဗရမများတူးဖော်သည့်ဒေတာကိုလွန်ခဲ့သည့်နှစ်ဇူလိုင်လကရပ်ပေါင်း30ကျော်တိုက်ခိုက်ပြီးသိမ်းပိုက်ထားသည်။ TNNA သည်ထိုမျိုးကိုအပြည့်အဝထိန်းချုပ်ထားပြီးပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များနဲ့အပါအဝင်မဟာမိတ်များကိုလှစ်လူရှူထားကြောင်းဒေသခံများပြောသည် ထိုလက်နက်ကင်အဖွဲ့အစည်းသည်ဒေသခံများအင်တာနက်နှင့်ဖုန်းများအသုံးပြုခြင်းကိုပိတ်ပင်ထားသည်ဟုသတင်းရင်းမြစ်တစ်ခုကအေယာဝတီတို့ပြောသည် TNNA သည်စစ်ကောင်စီစန့်ကျင်ရေး30နှစ်ခွန်ဆစ်စင်ရေးကိုစတင်ပြီးတရုတ်နှင့်အဓိကကုန်သွယ်ရေးလမ်းကြောင်းများနှင့်မြို့တော်လာရှိုးအပါအဝင်ရှားပြည်မြောက်ပိုင်းကိုလွတ်မြောက်စေမည်ညီနာမဟာမိတ်အဖွဲ့ဝင်ဖြစ်သည်